အင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတို့အတွက်ကိုအသက်ပိုင်းခြားလိုက်ပေါ့နော်အကောင်းလောကရန်လေးเนาะစီးပွားတက်ဒါတို့เนาะအိုးပိုင်ပိုင်ရမယ့်နှစ်ဒီတီဆွေးပေါက်တက်တဲ့နှစ်ဒီเนาะအကောင်းလောကရန်လေးကြောက်တက်တဲ့၄နှစ်ကိုကျွန်တော်တို့ပြောပြပေးမှာဖြစ်ပါတယ်အကောင်းလောကရန်ရှိတယ်အဆိုးလောကရန်ရှိတယ်လောကရန်၈ပါးမှာအကောင်းလေးနှစ်ရှိတယ်အဆိုးလေးနှစ်ရှိတယ်အမှန်ဆိုတော့အဆိုးလေးနှစ်ကတော့ထားလိုက်အကောင်းနှစ်တွေကိုကျွန်တော်တို့ပြောပြပေးမှာဖြစ်ပါတယ်အင်္ဂါသားသမီးတွေအတွက် ဘဝအသစ်ပြန်စကြံခဲ့တဲ့နေ့ဒီဘလောက်ပင်းကျန်ရဲ့နော်ဘဝအသစ်ပြန်စတဲ့တဲ့နေ့ဒီအကောင်းနေကောင်းရိုးချမ်းသာဒုက္ခတွေကောင်းကျိုးမင်္ဂလာတွေရရှိမဲ့စပြီးတော့ရရှိမဲ့နှစ်ကအသက်ပိုင်းခြားရတော့အသက်73နှစ်22နှစ်29 39 45 53 68 69 89 85 90 63အဲ့ဒီနှစ်တွေကအင်္ဂါသာသွေးနေတဲ့စိတ်တက်လူတွေဘဝတက်နေလုပ်ငန်းတွေပြန်စတင်ရတယ်စပြီးကောင်းလာမယ်နဲ့တို့တော့အဲ့လိုရောင်းတဲ့ရောက်တဲ့စကောင်းလာပြီဆိုရင်တစ်ချက်တည်းထားရတာအရောက်တဲ့ရောက်က ဒီလောကထဲရှင်းပါမှာဆိုရင်အိမ်တော်ရေးကိစ္စလူမျိုးရေးကိစ္စအရှုပ်ထွေးဖြစ်တတ်တယ်။အဲ့တော့မိမကိစ္စတွေရှောင်ရှားတင်တယ်။အဲ့လိုဒီတပိုင်းချက်ကိုရကြောက်နေအထူးရှောင်ရှားတင်တယ်။ရှောင်ရှားတယ်ဆိုရင်စီးပွားတွေတက်မယ်ရှေ့လာမယ်နေပါလုပ်ငန်းတွေအောင်မလာမယ်။အဲ့လိုမရှောင်မရှောင်နိုင်ဘူးဆိုရင်လက်တွေပိတ်လာမှုတွေစီးပွားရေးတွေထင်တယ်လို့မကောင်းတာမျိုးတွေကြုံတွေ့တတ်ပါတယ်။အဲ့လိုနေတဲ့ရောက်လာငွေတွေဝင်လာတတ်တယ်။နောက်ဆုံးပြီးတော့ထင်ရတဲ့ငွေတွေပြန်ရလာတတ်တယ်။နော်ဟုတ်လုပ်ငန်းလုပ်ဖို့ဆိုပြီးတော့မိတ်ဆွေပေါင်းတဲ့နေရာငွေတွေပါတွေထုတ်ပေးလာတတ်တယ်မိမိအိမ်ရာလည်းပတ်စံတွေပါတွေထုတ်ပေးလာတတ်တယ် အဲ့တော့ကို့ကိုလူအများမလေးမလေးမစားဖြစ်နေတဲ့တူတောင်မှပြန်ပြီးတော့လေးစားလာတတ်တယ်လူအများရဲ့လေးစားချစ်ခင်မှုတွေရရှိတတ်တယ်အဲ့တော့စုပ်ကောလက်ကောဝင်တတ်တဲ့အသက်ပိုင်းခြားနှစ်ဖြစ်ပါတယ်အဲ့တော့ကားပိုင်မရှိသေးဘူးတဲ့သူစင်ကားပိုင်တွေကရတတ်တယ်အဲ့တော့ပရမရတဲ့ကားတော့မကြာခဏပြတ်တတ်တယ်နော်အဲ့ဒီကားပြတ်ပြီးနောက်ရမယ့်ကားကြတော့အကောင်စီးရတတ်တယ်အဲ့တော့ကားဝင်ရင်ပထမဝင်တဲ့ကားအញ្ញံခိုင်ဖြစ်တတ်တယ်အဲ့တော့ကားရှိပြီးသားသူတွေအတွက်ကြတော့ကားအစ်တတွေပါတယ်ဝင်တတ်တယ် အဲ့ဒီကားမှာဘေးကပုတ်ထားတာမျိုးတွေပုတ်တိုက်တဲ့ဒဏ်ရာမျိုးတွေပါလေဖြစ်ပေါ်တတ်တယ်ပါလာတတ်တယ်ဒါသတိထားမှာဖြစ်ပါလေအဲ့တော့အဲ့လိုနေမျိုးရောက်လာရင်ကိုကဆေးမီးတို့တွေပေးလိုက်ရင်တော့မှကိုပြောတဲ့အတိုင်းအဲ့ဒီလူကအဲ့ဆေးမီးတို့သုံးဆွဲတဲ့အတွက်သူ့အနေနဲ့ယောဂါတွေတက်တာပြောက်ကင်းသွားတတ်တယ်ကိုပြောသမျှဆိုသမျှတွေဖြစ်နေတတ်တယ်အဲ့တော့လက်ကမောင်းခတ်လို့ရတယ်နဲ့စပြီးကောင်းတဲ့နှစ်ဖြစ်ပါတယ်ဒါမှမဟုတ် ငွေတွေလည်းတစ်ဖက်ကပုံလေရတာမျိုးတွေဖြစ်တဲ့တယ်ငွေမမြဲတာမျိုးတွေလည်းကျုံတွေ့တဲ့တယ်အင်္ဂါသားသမီးတွေအဲ့လိုရာဟုတက်ရောက်တယ်မှာအဲ့တော့ဘဝအတက်ပြန်စတဲ့နေ့စပြီးကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်တစ်ချက်တတိထားမှာကရာဟုတက်ရောက်အင်္ဂါသားသမီးတွေအနေနဲ့ကမဟာဗုဒ္ဓကျွင်းအင်္ဂါမြူရဲ့မဟာဗုဒ္ဓကတိကိုခုနှစ်နဲ့စားလိုက်လို့တစ်ကျွင်းတဲ့သူတွေတွေ့ကြရင်တရားခိုင်းတော့အကောင်းကြီးရဖို့ခက်ခဲပါတယ်အညာခိုင်လေးနေချင်းဖြစ်တတ်ပါတယ်နောက်တစ်ချက်ကအဲ့ရာဟုတက်ရောက်ထဲမှာပဲအခုပြောတဲ့အသက်ပိုင်းချားမှာပဲ မိမိရဲ့နာမည်ကိုအင်္ဂါအသားသမီးဆိုရင်မဲ့အင်္ဂါအစာတောက်ကြာနာမည်ပေးထားရင်လည်းအញ្ញန့်ခိုက်တယ်ဖြစ်တယ်ဥပမာဇော်ဟိန်းတို့နော်စိုးသိန်းတို့ဇော်ဟိန်းတို့စိုးဟိန်းတို့စသစဉ်ညာနဲ့စပြီးတော့တာဟာနဲ့ဆုံးနိုင်အင်္ဂါတောက်ကြာအတွက်ကနေပြမိတဲ့အတွက်အဲ့ဒီနှစ်တွေမှာစီးပွားရေးကျန်းမာရေးတွေကညက်တက်တယ်နော်ငွေတွေလည်းကုန်တက်တယ်အဲ့ဒီနာမည်ပိုင်ရှင်ကလွဲရင်နော်ဘာဖို့တစ်ကျွင်းအင်္ဂါလွဲရင်နော်ကျန်တဲ့အင်္ဂါတွေကဒီတပိုင်းခြားတွေမှာကောင်းကျိုးချမ်းသာဒုက္ခတွေရနိုင်ပါတယ် အဲ့လိုအញ្ញမ်းခိုက်တွေဖြစ်နေတယ်ဆိုရင်အင်္ဂါသာသမီးတွေတပိုင်းချမှာပေါ့နော်အញ្ញမ်းခိုက်ပြပါဦးရာဟုတယောက်ရဲ့ရာကတော့သူကဇေဒီတဆူဆူသွားပြီးတော့ရက်တက်စိတ်လူန်းရတယ်။နောက်ဖျားရုပ်ပွားတော့ရုပ်ပွားတော့ရဲ့ရင်ဘတ်တော်မှာရွှေပြားဆန်နဲ့ပြားချပြီးလူရတယ်။လောကဝိတုဆိုတဲ့ကုံတော်ကိုအတိတ်တန်ပရိစိတ်ပေးရမှာဖြစ်ပါတယ်။နောက်ရွှေဒီနဲ့လက်ကိုဖျားမှာကြက်ချေကလူန်းရမယ်။အဲ့တော့ဒီနေမျိုးရောက်နေတော့စီးပွားရေးတွေတက်ပြီးတော့လုပ်ငန်းတွေစပြီးတော့ကောင်းလာမှာဖြစ်ပါတယ်။ အဲ့ထပ်မှပြီးတော့အင်္ဂါသားသမီးတွေနေနေကရာဟုတက်ရောက်ကမွေးနေရန်လည်းပြမိတဲ့အတွက်နော်ရှင်းနှစ်တောက်ကြတဲ့ယောက်ကြတော့ပို့ပြီးကောင်းတယ်မွေးနေရန်ဒါတန်းစီမှရှိတယ်တန်းစီတိုင်ထိတ်ဆိုအင်္ဂါတမကောင်းတယ်တောက်ကြတဲ့ယောက်ကြောက်တယ်အင်္ဂါသားသမီးတွေစီးပွားတက်မဲ့နှစ်ပေါ့နော်စီးပွားတက်မဲ့နှစ်ကအသက်16နှစ်22 30 38 46 54 62 80 90 98 86 94 90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 အဲ့နှစ်တည်းကတော့အင်္ဂါသားသမီးတွေအရန်ကောင်းတယ်အကောင်းဆုံးနှစ်လို့တော့ပြောလို့ရတယ်တောက်ကြတဲ့ယောက် အဲ့ဒီတင်မှာမင်္ဂလာကိစ္စတွေဆောင်ရွက်ရတဲ့တယ်နော်လွတ်လပ်တဲ့အရွယ်ရောက်ပြီးသားသူတွေဆိုရင်အိမ်တော်တွေဘာတွေကြတတ်တယ်နော်အဲ့တော့စီးပွားဥစ္စာတွေတိုးတက်လာတတ်တယ်မြေတွေဘာတွေဝင်နေရှိတယ်အဲ့တော့ကျေးဇူးရှင်တွေမိဘတွေလည်းပြန်ပြီးတော့ကြည့်နိုင်မယ်နှစ်မျိုးနော်အဲ့တော့ငွေတွေလည်းဝင်လာတတ်တယ်စီးစိမ်ဥစ္စာတွေပြည့်စုံတတ်တယ်နှစ်ထဲမှာပါပါတယ်ဘူးပြတ်မနေအဲ့တော့ဆက်တွေစိမ်တွေဝင်လာတတ်တယ်အထက်လူကြီးတွေဆရာသမားတို့ပုံပုံတွေအားလည်းကိုယ်ကြည့်လာတတ်တယ်အဲ့တော့မိကောင်းဆွေကောင်းတွေလည်းရရှိလာတတ်တယ်အဲ့တော့ ခยีဝေခยีနီအဲ့လိုနှမျိုးစလုံးဟာပျော်ပျော်ရွှင်ရွှင်နဲ့ကောင်းသောခยีစီဘောရတတဲရာလူတွေတိုးကတိုးကိန်းရှိတယ်ဆုံးမလို့လို့ဖြစ်နေတဲ့ရွှေတွေငွေတွေပစ္စည်းဥစ္စာတွေပြန်ရတတဲနော်ဒါပေမဲ့တစ်ချက်တရိထားမှာအဲတောက်ကြတဲ့ရောက်ထဲမှာအာသုဘရင်သွားလို့မရအောင်နားရီလိုက်ပို့လို့မရအောင်သွားမိရင်တန်းတလုံးခိုင်းလို့ဘယ်ဘက်လက်နဲ့တကောင်တိုင်းပြီးတော့အဲ့တော့မှနေချိုးရတယ်နောက်နားရီဝယ်လို့မရအောင်နားရီသူများလက်ဆောင်ပေးလေယူလို့မရပါဘူးအဲအင်္ဂါသားသမီးတိုင်းကောင်းလာဆိုအဲ့တက်ပိုင်းချားထဲမှာကြောက်ရောက်နေတဲ့ချွင်းကျက်အနေနဲ့က ဟုတ်တဘူးနဲ့စနေနေနဲ့မှဲ့ထားတယ်ရလာဝါနဲ့စပြီးတတ်ထားတဲ့နာနဲ့စုံမှဲ့ထားအင်္ဂါတွေကြတော့အញ្ញံခိုက်လူတွေဖြစ်ပေါ်နေပါတယ်နောက်တစ်ခုကအင်္ဂါသားသမီးတောက်ကြတဲ့အမှာအင်္ဂါသားသမီး၃ညွှန်းနေနေရလဲအញ្ញံခိုက်လူတွေဖြစ်တတ်တယ်စင်သူသားချင်းနဲ့ပတ်သက်တဲ့အញ្ញံခိုက်တွေကျမ်းမာရေးအញ្ញံခိုက်တွေဖြစ်တတ်တယ်နောက်လမ်းခင်းမှာစိတ်ညစ်စရာလေးတွေဖြစ်တတ်တယ်၃ညွှန်းအင်္ဂါတွေနေနေအယူဆိုင်တတိထားမှာဖြစ်ပါတယ်နော်တောက်ကြတဲ့အောင်ဒီ၃ညွှန်းတွေအတွက်၃ညွှန်း၃ညွှန်းတွေအတွက်မဟာဘု၃ညွှန်းပါနော်ဒီမှာမိမိရဲ့မြမဝေးတက်ကလေးကိုခရက်နဲ့စားလို့ ဘာလို့သုံးရွေးအင်္ဂါတွေအတွက်ကြတော့အញ្ញခိုက်ဖြစ်တတ်တယ်။နာမည်နှိပ်ပြမိတယ်။ပုံမှုစနေတွဲဆိုရင်လည်းအញ្ញခိုက်ဖြစ်ပေါ်တယ်ပေါ့။အဲ့တော့အဲ့လိုနှမျိုးရောက်လာရင်တော့ဒါရေရာအနေနဲ့ဆင်းရဲနွမ်းပါတဲ့တူခီးစိတ်ထောက်ပံ့ရမှာဖြစ်ပါတယ်။မြမပြီးအနှက်ဖျားဆုံးဖူးတင်ပါတယ်ရေရာအနေနဲ့အကြတာပရင်းနေတိုင်းမုတ်စိမ်းပေါင်းသုံးပကံဖျားမှာလူရမယ်။အုံတိမထည့်တင်ပါဘူး။နောက်အင်္ဂါနေတိုင်းစီထမင်းငါးပွဲလူရမ်းရမှာဖြစ်ပါတယ်။အဲ့ဒီခါမှလည်းလူရမ်းတဲ့ခါမှာအုံတိမထည့်တင်ပါဘူး။ အထက်မှာပြအင်္ဂါသားသမီးတွေနေနေအိုးပိုင်းအိမ်ပိုင်းနေရမယ်နဲ့နော်အိမ်တော်ကြတဲ့တဲ့နဲ့မင်္ဂလာကိစ္စအလှူကိစ္စမင်္ဂလာကိစ္စတွေပေါပေါက်တက်တဲ့နှစ်ကတော့အသက်15နှစ်23 38 39 45 63 87 89 89 90နှစ်တရာတော့တနည်းလို့တက်ရောက်ဖြစ်နေတော့အိုးပိုင်းပိုင်းနေရတဲ့တဲ့အိုးတဲ့အိမ်တွေဝင်တဲ့ချို့သူအိမ်ပြင်ရတဲ့တဲ့အိမ်ကိုမိုးမှန်ရတဲ့တဲ့နော်မင်္ဂလာကိစ္စတွေပေါပေါက်တက်တယ်ဖျားဘူးထွက်ရတာမျိုးတွေအလှူတန်းခီးတွေသွားရတယ်ပဲ ရက်ဝေးခကြီးတွေနိုင်ငံခြားခကြီးတွေသွားရတာမျိုးတွေကြုံတွေ့တတ်တယ်အဲ့တော့အဲ့ဒီနေ့ထဲမှာတနည်းဦးတွေတက်ရောက်ရတဲ့ဘဝကတော့တကိုးကိုးခံရတယ်အလိုလိုနဲ့လူအထင်ကြီးပြီးတော့အဲ့ဒီမှာကိုယ်ကစီးပွားတက်တယ်လုပ်ငန်းတွေအဆင်ပြေတာလို့လူထင်ကြီးပြီးတော့တကိုးကိုးခံရတဲ့နှစ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီနေ့ထဲမှာအဲ့လိုနေ့ထဲမှာသူများလာအထားတဲ့ပစ္စည်းဟောင်းအဟောင်းတို့နော်အဖိုးမတန်တဲ့ကြောက်မြက်ရနာတွေကိုလက်မခံသင့်ဘူးနော်လက်ခံလိုက်ရင်လက်ပိတ်သွားတတ်ပါတယ်အလောက်ကိုင်းလေးကောင်းလာမယ်တော်တော်အတိုက်ခံလေးတွေတော့ရှိမယ် ကိုအထက်လူကြီးကထင်လွဲတာမျိုးဆရာသမားထင်လွဲတာမျိုးတွေဖြစ်တတ်တယ်။အဲ့ဒီတောက်ဒီတနေဦးလေးတက်ရောက်ထဲမှာပေါ့နော်။မုတ်ဆိုးမှာဧည့်တယ်လက်ခံတော့မရဘူး။အများကြီးနဲ့လည်းလက်ခံရင်အမှုဖြစ်တတ်တယ်။နော်အဲ့တနေဦးလေးတက်ရောက်မှာတတာပရိယပြမိနေတဲ့အတွက်။အဲ့တော့ဖရာစင်းမှုတော်တို့တက်တော်တို့ညဟနာပုံတော်တို့ကြွားလာတတ်တယ်။ဒါဆိုရင်နော်ကောင်းပါတယ်။အဲ့တော့ကိုမိတ်ဆွေတွေနဲ့မိတ်ပြက်စရာတွေပါလေပေါ်ပေါက်တတ်တယ်ဒီတနေဦးလေးတက်ရောက်ပေါ့နော်အင်္ဂါသားသမီးတွေနဲ့ အဲ့တော့ငွေတွေဝင်မယ်ထွက်ထားရတယ်လေပြန်ဝတ်တက်တယ်အကြီးကြီးတွေကိုညီမသားတာမျိုးတွေဖြစ်တက်တယ်ဒါပေမဲ့အင်္ဂါသားသမီးအနေနဲ့အသက်39နဲ့55မှာတော့အနေငယ်ညံ့တယ်အဲ့တက်ပိုင်းချာကြက်ရောက်နေတယ်အင်္ဂါသားသမီး39နဲ့55အဲ့တော့100%ထင်တဲ့တော့အပြည့်ဝမကောင်းဘူးဆိုလိုရင်းဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီး39ရဲ့55ရဲ့ကြက်ရောက်နေအညံ့ခိုင်ဖြစ်ပေါ်နေတယ်ဆိုလို့ရှိရင်တနေ့ဝင်နေညံ့နေ3နိုင်လောက်မှာရွက်လာလေးညွန့်ရေသားရဲ့6ခွက်အိမ်ဖျားမှာပဲလှူပြီးတော့ကိုအညံ့ခိုင်တွေပြေပြောင်းဖို့အတွက်လေးလေးနဲ့ဆူတောင်းအောင်မှာဖြစ်ပါတယ် အဲ့လိုပြုတ်လုံမဲ့ဆိုရင်ကို့မှာဖြစ်ပေါ်နေအញ្ញန့်ခိုက်ပြီးပြပြောက်တော့မှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီတက်မှာကျန်တဲ့အသက်ပိုင်းခြားခြားနေတဲ့သူတွေကတော့တကူဝါးစာတွေမြင်မာလာမယ်ဂုံတရင်တွေလည်းကြော်စောလာမှာဖြစ်ပါတယ်နောက်လုပ်ငန်းတွေတိုးတာမျိုးတွေယာလုံးတိုးတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒီထဲကြာရောက်လာရင်သတိထားမှာအပူလောင်တာတော့ရွှေလွေးပူလို့မီးပူလို့လျှက်စစ်ပူလို့သတိထားမှာဖြစ်ပါတယ်ခြေထောက်မြက်တာတို့နာတာတို့ဖြစ်တတ်ပါတယ်အဲ့တော့မိတ်ဆွေအပေါင်းကိုယ်နေမိမိနေတဲ့ရောက် အိုးပိုင်ပိုင်မရှိသေးရင်ဒီလိုနှစ်မျိုးမှာတနည်းတော့တရားမှာအိုးပိုင်ပိုင်ရတတ်ပါတယ်ဒါပေမဲ့ဒီကုသတိထားမှာဒီတနည်းတော့တရားထဲမှာအင်္ဂါသာသပိတွေနေနေရစတာပရိနံအစတနည်းလုံးတွေဆုံးဒီတနည်းလုံးတွေအစစတာပရိဆုံးနာမည်ပိုင်ရှင်တွေရတော့အကောင်းကျိုးတွေအပြည့်အဝရရှိဖို့ခက်ခဲပါလိမ့်မယ်နောက်တစ်ခုကငါးကျွင်းအင်္ဂါပေါ့နော်မဟုတ်ဘူးမိမိမမဘူးတက်ကလေးကိုခုနှစ်နဲ့စားလိုက်လို့ငါးကျွင်းနေဆိုရင်လည်းအញ្ញန့်ခိုက်တွေဖြစ်ပေါ်တတ်ပါတယ်အဲ့တော့ညာခိုက်ဖြစ်ပေါ်လေဆိုရင်တနင်္ဂနွေနေ့မှာဇီရီတစုစုသွားပြီးတော့တနင်္ဂနွေထောက်တနင်္ဂနွေထောက်မှာမီး ူဆောင်းมาဖြစ်ပါတယ်မိသက်စီဖျောင်းနိုင်သက်စီပူဆောင်းมาဖြစ်ပါတယ်ဖျောင်းနိုင်သက်စီလေးရတယ်စင်မီသက်စီလေးရတယ်အောင်မကြာခဏအတိတ်တံပြီးပြီးတော့တက်တက်လှစားมาဖြစ်ပါတယ်ဘုံဘူးနေတိုင်းရှောက်တီးတုတ်ဖျားมาဆုံးတော်ကဲ့အမှာဖြစ်ပါတယ်အောင်ဘဲသားနဲ့အုံလုံးနဲ့ချက်ပြီးတော့လေးစင်ကြိုင်းနဲ့ချက်ပြီးတော့ဘုံเจ้าကိုဆုံးပို့အမှာဖြစ်ပါတယ်တနေ့ုံတွေနေ့မှာပို့အမှာဖြစ်ပါတယ်အောင်ထပ်မှန်ပြီးတော့အင်္ဂါသားသမီးတွေအကောင်းဆုံးနေ့ပေါ့နော်ထီပေါက်မယ်နေ့ငွေတွေထီပေါက်တာလို့ချက်ပေါက်တာအမွေရတာငွေတွေဝင်တဲ့တဲ့နေ့လာဘော လာပါဆိုတော့တင်းနာတဲ့ရောက်လာပါဝင်မနေအကောင်လောကရန်အကောင်လေးပါရဲ့နောက်ဆုံးနှစ်ပေါ့နော်အဲ့တော့ဒီနေ့ထဲလေးမှာရရရှိတာတွေတောင်းထားတင်တယ်လောက်ရရှိတာရေရှည်အခိုင်မှာပြုတ်ထုတ်ထားတင်တယ်အဲ့ဒီနှစ်ကတော့အင်္ဂါသားသမီးတွေနဲ့လက်လာပါရှင်မဲနှစ်ကတော့အသက်16 24 32 40 48 56 64 82 80 86 96နှစ်ဖြစ်ပါတယ်အဲ့ဒီထဲရောက်လာရင်ငွေတွေရုတ်တရက်ဝင်လာတဲ့အငွေတွေရလာတဲ့ငွေတွေစုမိစောင်းမိတွေဖြစ်လာတတ်ပါတယ် ဒါပေမဲ့တခုတည်းထားမှာဖြက်လန်းစည်းဝါးရေးမလုပ်တင်ဘူးတချီတည်းနဲ့အပွားကြံတာမျိုးတွေအကောက်ကြံနာမျိုးတွေမလုပ်တင်ဘူးလုပ်ရင်တော့မကောင်းဆိုတဲ့အနေအထားမျိုးကဖြစ်တတ်တယ်လက်လာပါတွေပိတ်သွားတတ်တယ်အဲ့တော့လူအနေနဲ့လည်းဒီတနည်းတောက်ထဲမှာအောင်မြင်တတ်တယ်ထီစုကြီးတွေပါပောက်တတ်တယ်နော်အဲ့တော့တင်းလာနေမနေ့ဆက်တနာရီတိတိမှာခွန်ဘူးပါတယ်ကနန်းခွန်လို့နှစ်တို့ပါတယ်ထီကနန်းကိုထိုးတင်ပါတယ်တနည်းတောက်ရောက်ဖြစ်တဲ့အတွက်အဲ့တော့စင်းရမွားရတဲ့သူတွေတော့ဒီနေ့လုံးဒီနေ့ထဲရောက်လာရင်ငွေကြေးကိစ္စတွေအဆင်ပြေလာမယ် အိမ်ပိုင်တွေကားပိုင်တွေဖြစ်သွားတာဒီနည်းမျိုးဖြစ်ပါတယ်အဲ့တော့ကိုဝန်တယ်တွေပါတယ်ကိုယ့်အိမ်မှာရှင့်နေတယ်ဆိုရင်ပို့ပြီးတော့ထီစွေးပေါက်ဖို့ပို့ပြီးတော့ပိုကောင်းပါတယ်ထီကိန်းထီကန်ပိုကောင်းပါတယ်မိမိအိမ်မှာကိုဝန်တယ်တွေပါရှင့်နေအချက်တရီထားမှာဒီနေ့ထဲမှာလာခါစားဆိုလို့ရှိရင်ဒီထဲမှာထွက်ချင်စိတ်တွေပါပောက်တက်တယ်မထွက်တဲ့ဥထွက်ရင်မကောင်းပါဘူး။နောက်သားသမီးရှိရင်သားသမီးအတွက်လည်းပတ်သက်ပြီးတော့စိတ်တော့ကားနေပါလေ။ရောက်တတ်တယ်နော်။အဲ့တော့မမျော်လင့်ပဲတဲ့အိမ်မှာအလှူတွေလောက်ရတတ်တယ်။ အလူလုံးစလုံးတဲ့ခါမှာကိုယ်တေးသေးပဲလုံးမယ်ဆိုရင်လည်းအကယ်လုံးတဲ့ခါမှာကြီးကျယ်ခမ်းနားသွားတတ်ပါတယ်အကျမ်းပါရတော့နည်းနည်းချင်းဆက်ရမယ်ဥကောင်းတဲ့ပတ္တနာဝမ်းပိုက်တဲ့ပတ္တနာတွေဒုက္ခပေးတတ်တယ်ခေါင်းမူတာတော့ဘိုက်အောင်လာတော့ဖြစ်တတ်တယ်ဝမ်းနေပါလေပြတ်တတ်တယ်အဲ့လိုဖြစ်ခဲ့ရင်အုံးရည်လေးခွက်နဲ့လူရည်ကလှေကားကိုပတ်ပြီးတော့ဆေးရမှာဖြစ်ပါတယ်ဆေးတာဘုံဘူးနဲ့ညနေပိုင်းမှာဆေးရမှာဖြစ်ပါတယ်အဲ့လိုနှမျိုးတွေမှာဆရာသမားလိုပုံပုံမျိုးကိုယ်အိမ်ကိုရောက်လာပြီးတော့ဒုက္ခပေးတတ်တယ် အိမ်မှာအရွယ်ရောက်နေတယ်ယောက်ျားလေးမိန်းကလေးရှင်းနေထားရမယ်အဲ့ဒီလိုနှစ်မျိုးမှာအိမ်ကနေထွက်သွားတယ်ပါတယ်နော်အဲ့တော့ဒီနှစ်မျိုးမှာကိုယ်နဲ့အရင်မသိမြတ်တဲ့သူတွေတောင်ကိုယ်နဲ့ပြန်လဲပြီးတော့သိမြတ်လာမယ်နော်အဲ့တော့ခရီးတွေလည်းမကြာခဏထွက်ကားတတ်တယ်အော်ဒီနှစ်ထဲမှာအဲ့လိုတစ်နေ့တစ်ယောက်ထဲမှာကိုယ်အနေနဲ့အဖိုးမတန်ဘူးဆိုပြီးတော့ဘူးတွေခွက်တွေထဲမှာပစ်ထားတယ်ကြောက်တလုံးရှိတယ်အဲ့ကြောက်ကအယောင်ဖြော့ဖြော့ရှိတတ်တယ်အဲ့ကြောက်မှာအနာလေးတွေပါနေပါတတ်တယ်အဲ့ဒီကြောက်ကိုရှာပြီးတော့ ငွေလက်စုပ်ကွင်းပြီးတော့ကို့မှာအဆောင်ထင်းနဲ့ဝတ်ထားရင်လက်လာပါရရှင်မယ်အကို့အနေနဲ့အစီအဝါရေးတွေလုပ်ငန်းတွေအဆင်ပြေလာမှာဖြစ်ပါတယ်အဲ့တော့ဒီတနေ့လာတက်ရောက်တဲ့မှာအင်းအင်္ဂါသားသမီးတွေနေနေတာဘာဘူး6ဝင်းအင်္ဂါအဓိပတိဘွားတွေနေနေရတော့အနေငယ်အညံ့ခိုက်ဖြစ်တတ်ပါလေငွေကြေးကိစ္စတွေအခြေရေးကိစ္စလူမျိုးကိစ္စတွေအညံ့ခိုက်တွေဂျုံတွေ့တတ်တယ်အဲ့လိုအညံ့ခိုက်တွေဂျုံတွေ့ခဲ့ရင်ကြာဘူးတစ်ပွင့်နော်တစ်စပန်းကလည်း6ပွင့်ကို အိမ်ဖျားမှာပဲကတ်လှပူဇော်ရမှာဖြစ်ပါတယ်အမွေးနဲ့တိုင်းနဲ့တင်းနာတော့မှာရှိတယ်ဖျားဆင်းလို့တော့ရတယ်တင်းနာနေမှာရေတက်ပေးရမှာဖြစ်ပါတယ်ငကယုံဖျားမှာထင်ရခဲဆက်တကယ်ဆက်ကူကတော်လေးထိပ်ပြီးတော့ကတ်ကတ်လှပူဇော်ရမှာဖြစ်ပါတယ်အဲဆိုရင်တော့ကို့မှာဖြစ်ပေါ်နေတဲ့အញ្ញန်ခိုက်တွေပြေပြောက်သွားမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေအင်္ဂါသားတို့များလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ